ကျက်သွန်ဒီဈေးတွေတက်နေပေမဲ့ကျက်သွန်ဆိုင်တောင်သူတွေကတော့အကျိုးခံစား권မရှိပါဘူးလို့ကျက်သွန်ဆိုင်တောင်သူတွေကပြောပါတယ်ဒေါခင်မင်းစော်ရဲ့ပြပုချက်မှာရှုစားနိုင်ပါတယ်ခင်ဗျာဘုံရမြို့နာကကျက်သွန်ဆိုင်တောင်သူတွေဟာဒီနေ့ကျက်သွန်ဈေး၄00ကျက်ထိတက်ခဲ့တာဟာပြီးခဲ့တဲ့စိုက်ပျိုးရာသီမှာကျက်သွန်ဆိုင်ခင်းတွေမုန်းပြပြီးပျက်စီးခဲ့တာများတဲ့အတွက်ကျက်သွန်တွေထွက်နေခဲ့သလိုပုံမှန်ဆိုတဲ့အတွက်လည်းလှောင်မထားနိုင်ပဲရောင်းခဲ့တာတွေကြောင့်ဘာအကျိုးခံစား권မှမရှိခဲ့ဘူးလို့ပြောပါတယ် ခေါ်တာတော့တို့အဲတကူးတပေါင်းတကူးလာပြည့်ကျော်နဲ့ကဆုံလာပဲတော့ပြီးပါတယ်ကဆုံလာပဲကြလီမိုးကြောက်ရပါတယ်အဲ့ဘက်ကူးသွားလို့မိုးပညာမိလိုက်ရင်အဲ့ကျတော့ပုံမှဆိုရတယ်ရောက်မထုတ်လို့မရဘူးဒီနေ့ဖြစ်သွားတာအဲ့ဒါပဲမိုးပြီသွားတယ်လို့မရောက်ရင်အိမ်နဲ့ပုံမှဟိုအဲ့တော့ရရစီနဲ့ရောက်အဲ့ကျတော့နောက်ပိုင်းကျတော့ခါပြတ်သွားတာဒါပါပဲဒီနေ့ဈေးတက်သွားတယ်တို့အမြင်ပြောပြတာ ကျက်တော်တေအကကိုထိုက်ပြိုးကျိတ်ချစ်သိမ်းဝင်းကျင်ကုန်ကြပြီးအထက်နှုံးကတော့ပိတ်တဲ့ချိန်၄000ကနေ9000ဝင်းကျင်ထွက်ပေမဲ့ကြာရှည်တူလောင်မထားနိုင်တဲ့အတွက်ပွဲသားဒီကူသာရောင်းချကြရပါတယ်။တောင်သူကလည်းသိတယ်ဒီနှစ်အပြက်အစီးများတယ်ဒီနှစ်တက်မှာဘယ်မှတိတ်မရှိဘူးဆိုတာကိုချင်းချင်းနည်းနည်းပါးပါးရိမ့်မိကြတယ်။ဒါပေမဲ့စီးပွားရေးရကြဒီတက်မယ်လို့ထင်းနေပေမဲ့လို့မထားနိုင်ကြဘူး။ က်တော်သေးတက်တဲ့အတွက်နိုင်ငံသားကကျက်တော်တွေကိုတင်သင်းသူတွေရှိပေမဲ့လည်းမြမကျက်တော်လို့လူကြိုက်မများပါဘူးကျက်တော်ပွဲရုံတွေကတော့ပုံမှန်အတိုင်းကျက်တော်ပိတ်တဲ့ချိန်9000-7000လောက်လောင်ပြီးတော့ရောင်းချကြပါတယ်ဒီနေ့ကျက်တော်သေးတက်တဲ့အတွက်ပွဲရုံတွေမှာလည်းအယောင်းဝယ်အေးနေတယ်လို့ပြောပါတယ်3000ကျော်ဖြစ်သွားတော့တော့နည်းသေးသွားတာပေါ့2000တော့ကြီးရတော့သူကနေလည်းပြောသွားနေ3000တော့ကျတော့ကြီးရတယ်ကြီးရတယ်ကြီးသွားတယ် စိတ်မပြတ်တော့ဟုတ်ပါအစ်စ်ကလည်းကောင်းကောင်းကြီးလည်းမလာနဲ့တော့ဒီဥစ္စာပဲမိတ်လုံးရအောင်ပါပဲလက်ရှိချိန်မှာတော့မုံရနာကအက်ဒေါ်ကြည်ရမှာပြက်တော်နေစတင်စိုက်ပြုတ်နေပါပြီဒီနေ့ဈေးတက်တဲ့အတွက်လည်းပြက်တော်စိုက်တောင်သူတွေပုံများလာသလိုဒေတာခေါ်မြောက်သူလို့ခေါ်တဲ့မြင်ငှားပြီးစိုက်တဲ့တိသားသမားတွေလည်းများလာတယ်လို့ပြောပါတယ်ကျမခင်မင်းဆိုပါရှင့်